အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့နှမ်းနစေ YouTube Channel ကြီးကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီကနေ့နှမ်းနစေ YouTube Channel ပြည်သက်ကြီးကိုတင်ဆက်ပေးခြင်းနဲ့ဝတ္ထုတော်လေးရတော့ရဲရင်လုံးစေမန်းရဲ့စစ်တရိုးဤတံပိုးဆိုတဲ့ဝတ္ထုတော်ပဲဖြစ်ပါတယ်ဒီဝတ္ထုကိုတင်ဆက်ပေးမှာတော့ကျွန်တော်ချင်းမနိုင်ဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဒီဝတ္ထုတော်လေးကိုအဆုံးထိဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာစစ်တရိုးဤ တန်ဖို့ဒီရင်ကြီးကိုရောက်လာကလေးကမြင်မြင်သမျှသည်ဒေါ်အေးနှင့်အဖို့အထူးအဆန်းတွေကြီးဖြစ်နေသည်ဆိုရလင်အင်ကြီးနှင့်ပတ်သက်၍သူမ၏အထင်နှင့်အမြင်သည် တက်တက်ဆင်အောင်လွဲချော်ခဲ့ရလေသည်ဤအင်ကြီးသည် သူမတို့နေထိုင်ရာရက်ွက်ကလေးတဲတွင်တခုတည်းသောနှစ်ထပ်မြင့် RC အဆောက်အုံဖြစ်သည်အင်ကြီးကရက်ွက်ထိတ်တွင်အစိမ့်ရင်ရင်အယောင်ဖြင့်ဟီးထနေအောင်ပင်လှသည်အင်ကြီးရှင်ဒေါ်မမကြီးကရွှေတွဲလဲငွေတွဲလဲနှင့်ရက်ွက်ထဲတွင် အခြားသောအင်ရှင်မများက နေ့စဉ်အားကြငေးမောရသူဖြစ်သည် ဒေါ်မမကြီးခင်မွန်ဥပတော်ကဌာနဆိုင်ရာဝန်ထမ်းတူဖြစ်ပြီးဦးစီးအရာရှိတာဝန်ထမ်းဆောင်နေသူတူဖြစ်သည်အိမ်တော်ဦးစီးဆိုပေသည့်ပင်ကိုအနေအေးသူမုံအိမ်မူကိစ္စအဝဝကိုဒေါ်မမကြီးကိုယ်တိုင် စီမံခန့်ခွဲလေသည်လူဆိုတာစီးနဲ့ကန်းနဲ့နေတတ်စားတတ်ရတယ်တနေ့တနေ့အိမ်အတွက်အပိုးကုန်းနာဆိုလို့တကြက်တပြားတောင်မရှိစေနဲ့ အင်ကြီးတို့ရောက်ရောက်ချင်းဒေါ်မမကြီးဩဝါဒကိုဒေါ်အေးနှင့် ခံယူရသည်ဆိုသည့်အတိုင်းပင်ဒေါ်မမကြီးကစီးစစ်နေကြည့်သူဖြစ်သည်ဤအင်ကြီးတွင်ရခင်ထမင်းချစ်သူကရောက်တည့်ရဲ့အလောက်ထက်သွားသည်ဖြင့်သူမအမတ်မတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်သူမ၏အမျိုးသားကိုအေးတောင်းကစိုက်ကားသမားတဦးဖြစ်သည် အရင်ကတော့ကလေးလေးယောက်ဤဘာဟီရနှင့်အိမ်မှုကိစ္စများကိုသာလုပ်ရသည် တခါတရံရက်ွက်ထဲတွင်အဝက်လိုက်လျှော်သည် တရရိပ်မြင့်တက်လာသောကုံစင်းနှင်းနှင်းအတူအင်္ဂလိပ်ကျမ်းမာရေးကလည်းတနေ့တခြားရိုင်နေလာခဲ့သည်မနေ့ကပင်ခုနှစ်တန်းကျောင်းသူ သမီးကြီးကိုကြောင်းနှုတ်လိုက်ရသည် သမီးကြီးကို အိမ်မှာထမင်းဟင်းချက်ခိုင်းပြီး သူမအလုပ်ကို မနေမနာစူးစမ်းလုပ်ခိုင်းသည်လင်းနှင်းမရမအားရအောင်စူးစမ်းရှာဖွေပါမှအငယ်သုံးကောင်ဤကျောင်းစီရင်ကျူရှင်စီရင်နဲ့ ိန်းစားစရိတ်လောင်းငါယုံသုံးဆွဲနိုင်သည်အိမ်မှာတမိသားစုလုံးနေ့စဉ်မှီဝဲနေရသည့်ဟင်းအမေကလက်ဖက်တုတ်တလဲငပိရေချိုးတလဲအသားဟင်းငါဟင်းဆိုတာ သူမတို့တမိသားစုလုံးမမြင်ဖူးတာကြားပြီးဟု ဆိုရလောက်သည်ဝင်းငွေအတန်အသင့်ကောင်းသည့်နေ့တွင်ဖူလုံသွားပြီဆိုပြီးအယံကာရောမသုံးဆွဲနိုင်ပြီမသေးချာမရေရသော နောက်တရက်တွင် နေဖို့ညစာချမ်းလက်ကသုံးဆွဲရသည်လက်လုံးမှာ ပါဇက်လုံးနိုင်ပြီဟူသောအစိုးအမိန့်ကိုတော့သူမက တမျိုးတမီပြောင်းလဲပြစ်လိုက်ခြင်းသည်ယောက်ျားဖြစ်သူက နေထွက်နေဝင်ခြေထောက်လှုပ်ပြီးသူမက နေကုန်နေကန်လက်လုံနေတာတောင်မိသားစု၏ထမင်းကိုနှက်မှန်ဖို့အနိုင်နိုင်ဖြစ်နေသည်အခုတော့ကန်စာတာတက်လာသည်ဟုဆိုရမည်မိတ်ဆွေတို့ဤအဆက်အသွယ်ဖြင့်သူမ၏အိမ်နှင့်မဝေးလာတော့ဤအိမ်ကြီးတွင်ထမင်းချက်အလုပ်ကိုရရှိခဲ့သည်။လာစားလဲပုံမှန်ရသည ကံကောင်းထောက်မှပါကနေ့စဉ်ထမင်းကြံဟင်းကြံများရရှိနိုင်သည့်အပြင်တထေမိသားစု၏လက်ကျအဝယ်စားဟောင်းကလေးများရရှိနိုင်သည်မဟုတ်ပါလားအလုတ်ကလည်းအထုတလည်းပင်ပန်းသောအလုံးမျိုးမဟုတ်တထေမိသားစုအတွက်နေ့စဉ်ထမင်းဟင်းချစ်ပြုတ်ပေးုံသာဖြစ်သည်မိသားစုဆိုပေမဲ့တထေလင်မယားနှင့်လေတန်းကြောင်းသားခြင်းမီတရန်ကြောင်းသူအေးမီစုစုပေါင်း၄ဦးသာရှိသည် ထို့ပြင်အင်ကြီးတဲ့တွင် သူမတူးတဲ့တာမကသူမကိုကူညီမိအိမ်ပေါ်ကောင်းမှလည်းတူးလဲရှိသေးသည်ထို့ဖြစ်၍သူမဖို့ထမင်းချစ်သည့်အလုတ်ကို စိတ်အေးလည်းအေးလောက်ကင်နိုင်လေသည်သူမစိတ်ကူးနဲ့သူမကံလွန်ကောင်းလာသည်ဟုတွေးနေမိသည်ထို့သောဟော့တော့ဘလို့လှုပ်လိုက်တာတော့အင်းနေရဲ့စက်သားချစ်တာ စီကိုဒီလောက်ထိတုံးစရာလား ဒေါ်မမကြီးကစီနှဲငယ်ဝေးနေသောစစ်သားဟင်းခွက်ကိုမချစ်တင်ခဲ့ကြည့်ပြီးသူမကိုပြောသည် သူမကတော့ကောင်းကောင်းစားစေလိုသည့်စေရနာအရင်ခံဖြင့်စီပြန်ချက်လိုက်ခြင်းဖြစ်သည် သူမအင်ကြီးရှင်ရှင်မှာခေါင်းငုံလျက်ကဘာပြန်ပြောရမှန်းမသိချိန်မကိုင်မိလက်မကိုင်မိဖြစ်နေသည်ဒေါ်မမကြီးကပြည့်ရနေသောမျက်နာကိုမတိမတာ ပြန်ပြင်းအေးပါအေးချစ်သားပုံကတော့အပြစ်ပြောစရာမရှိပါဘူး ညီအကိုကြီးကသေးတိုးရောနှလုံးရောဂါရောရှိနေတာစီများများစားလို့မရဘူးနောက်တစ်ခါဘာဟင်းချက်ချက်စီနဲနဲနဲအရေးကျဲကလေးချက်ကြားလာဟုတ်ကဲ့ပါမမလေးအရင်ကြီးတွင်အသားရင်ချက်စားသည့်နေ့ကနဲလာသည်ဟု သူမတွေးနေမိသည် သူမရောက်စားကတော့จิตသားနှင့်ဝတ်သားကို မကြမကြချက်ပေးရသည်တဖြည်းဖြည်းအနေကြလာသည်နဲ့အမျှစပွဲဝိုင်းပေါ်ကသူမ၏လက်ရာဟင်းလျာတွေကတပြေးပြေးပြောင်းလဲ၍လာလေသည် တခါတရံငါတက်တာတပူကိုခရမ်းကျင်သည်နှင့်ပြုံးကအချက်ပေးရသည်လည်းရှိသည်။သူမ၏အိမ်အတွက်အသားဟင်းကြံကလေးရလိန်နုံနုံမျော်ကိုရခြင်းသည် အိမ်မက်တစ်ခုလို ဖြစ်ခဲ့ရလေသည်။သူမတစ်ပြေးပြေးနှင့်အိမ်ရှင်များကိုအံ့ဩသလိုလိုဖြစ်လာသည်။သူမအရင်ရောက်နေသောအိမ်ဘောကောင်မလေးကတော့ဒီအိမ်ရှင်ကတဟကက်စီနေတာမကြခင် ကြီးတော်ကိုယ်တိုင်တီလာပါလိမ့်မယ်။ဟုတ် ပြောင်းစားစားဖြင့်သူမကိုတီတိုပြောလေသည်တိတ်မကြချင်းနေလေခင်တခုမှသူမဒေါ်မမကြီးအတွက်အေးအေးဖြော်နေခိုင်းအိမ်ရှိစီမလူတန်စူတန်များကို မတဲမကွယ်ချာရသည်မကြမီအိမ်ပေါ်ကောင်းမလေးရောက်လာပြီရက်ွက်လူကြီးတွေပါမမလေးဘုံကထင်းအတွက် အလူလာခံကြတာပါဟုပြောသည်ဒေါ်မမကြီးကစတီကုံမောက်တွင်ထိုင်းပြီးလက်သေးများကိုဂယုတစိုက်ဆေးစုံနေရင်ကအေးအေး ိမ်မှာလူကြီးတွေမရှိဘူးအပြင်သွားတယ်လို့ပြောလိုက်ဟုခက်အေးအေးပင် ပြန်ပြောလိုက်လေသည်ရုတ်တရက်ထင်မှတ်မထားသည်မို့အေးအေးပြောနေတော့သူမမှာမျက်လုံးအပြူသားနဲ့အံ့ဩမိလေသည် လိမ်မောဖြော်ရီဖန်ခွက်ကို မဖိတ်မစင်အောင်စပွဲပေါ်တည်ထားချရင်အိမ်ရှိတကားကိုတော့ခတ်ထားလို့တော်သေးတယ်နှုတ်မဆို မျက်နာပူစရာကြီးဟု သူမမစီမဆိုင် တွင်းနေမိလေသည် ိမ်ကခွေးကလေးအတွက်ကြေယိုကြစ်တောင်ပန်းအစိတ်သားချင်းပေးပါဒေါမမကြီးကကြစ်သားတဲ့ဒေါက်ကတ်စင်ဆိုင်ရှိတွင် ခြေစုံရရင်ပြောလိုက်သည်တဆက်တည်းအလေးတော်ပြည့်ပါစေနော်ဟုပြောလိုက်သည် သူမအတွက်အံ့ဩစရာဖြစ်ရကြုံရပြန်သည်သူမအလုပ်ဝင်တာသတင်းတစ်ပတ်မကတော့ပဲအိမ်မှာခွေးတကောင်ကြောင်တမီမှသူမမမြင်တွေ့ဘူးပါအသားမဲမဲနဲ့ဒေါက်ကက်စင်ကစစ်သားရိုးအင်းများကိုကျွမ်းကျင်စွာချိန်တွယ်ခုတ်ထပြီ ်တကြိတ်အိတ်တစ်လုံးနဲ့ထည့်လိုက်သည်ဒေါမမကြီးကစစ်သားပုံထဲကကြက်တောင်ပန်းတစ်ခုကိုဆက်ခနဲကောက်ယူလိုက်ပြီးအိတ်ထဲထိုးထည့်လိုက်သည်အိမ်မှာမွေးထားတဲ့ခွေးတွေကသင်္ဘောခွေးတွေ ဆိုတော့အသားမပါရင်ထမင်းဝင်တာမဟုတ်ဘူးဒေါမမကြီးကသူ့ဘာသာသူ ပြောပြီးတဟင်းဟင်းရယ်သည်အနောက်ဖက်တွင်စေချင်းအောင်ဆွဲကရက်နေတော့သူမစီလှဲ့ကြည့်မှာနေရောင်ကြောင့်စိတ်နှက်အယောင်များတစ်ဖြက်ဖြက်လက်သွားကြသည် သူမဒေါမမကြီးလက်ထဲမှာကြည်ရိုးထုပ်ကိုလှမ်းယူကာချင်းတောင်တဲထဲလိုက်ပြီးခတ်မစိတ်ပင်နေလိုက်သည်ဒေါမမကြီးနဲ့ဈေးလိုက်ရတာရှစ်ဖို့ကောင်းသည်ဟု သူမထင်သည်ဟင်းဒီဟင်းရွယ်ဝဲလျင်လဲတကြတပြားကအစမရမကဈေးဆက်သည်ငြုတ်သည့်တောင် ချင်းပေါင်းတစည်းကအစအစ်တောင်းတတ်သည်ပစ္စည်းတစ်ခုကိုစိုးကနေဆက်ကနေကောက်ယူပြီးဒါလေးတော့ပို့ထဲလိုက်အောင်ဟုဆိုတတ်သည် ြောတာကနောက်ကြသေးသည် လက်ကအမြန်သဖြင့်အပြောင်းမဆုံးမီပစ္စည်းကဈေးကျဉ်တောင်းတဲ့ရောက်နှင့်နေပြီဖြစ်သည်ဘယ်စည်းတဲ့ကမှချင်းတောင်းတဲ့ကပစ္စည်းကိုအရေးတူလုံးပြီးပြန်တောင်းမနေကြတော့လက်နှစ်ဖက်လုံးတွင်တထောင်ဆက်ထီဝတ်ထားသောရွှေလက်ကောက်များကိုမှအာမနာလက်ရဲစရဲနိုင်လုံးလှသည်အိုးဘာပဲဖြစ်ဖြစ်ဒေါ်မမကြီးနဲ့ဈေးဝယ်လိုက်ရတာကြားထဲကသူမှမျက်နာပူလာသည်ပင်ရောက်တော့ဝယ်လာတော့ จิตตาอายุอเยญญาကိုตุมะโกไรสีแลเยเลฉิบยုတ်ปีตมิต้าสุลงเมญเยชิยไว้ภွယ်ซาตอกจาดีเพียงบ้าจองเมียခွေကလေးတွေအတွဲဟူ၍ပြောဝယ်ရတယ်လဲဆိုတာသူမကောင်းကောင်းနားမလဲချင်းကြာလာတော့လဲဒီအင်ကြီးနဲ့သူမတပြေးပြေးနေသားကြလာခဲ့သည် အင်ရှင်တော်မမကြီးအကြောင်းကိုလဲတနေ့တခြားပို၍သိလာခဲ့ရသည်အင်ရှင်တွင် စွမ်းဆန်ရသောတီလရှင်ကလေးများကို ချိုးချင်းတလုံးစီလောင်းလူဒီကို သူမမအံ့ဩမိတော့ဘိန်ရှိအလူကန်လာရင်လဲလူကြီးတွေမရှိဘူးဟုခတ်တီတီပြောလို့တီကိုလဲဘာတိပါတာနေတက်လာခဲ့သည်ရက်ွက်ဤတာရေးနာရေးကိစ္စများတွင်အကြောင်းမျိုးမျိုးပြပြီးလက်ဆောင်တတ်တာကိုလဲအထူးအဆန်မဖြစ်မိတော့ပါ သူမကအရင်ကြီးမှထမင်းချက်အလုတ်သမားတူးမျှတာဖြစ်သည်အချိန်တန်လျင် အင်ကြီးရှင်ဝယ်ပေးသောနှင်းလျာများကို ဖွဲဖွဲရရာချစ်ပြုတ်ပြင်ဆင်ပေးရန်သာ သူမအလုပ်ဖြစ်သည်အင်ဂျီရှင်များအသားငါအစားနေသည့်ကို သူမအနေဖြင့်ဘာကြောင့်ဆိုတာစဉ်းစားတွေးတောနေရန်အကြောင်းမရှိပါပကံခွဲရောက်တွေစေးကြောရင်ချစ်ပကံတစ်ချက် မတော်တဆကြာခွဲသွားသည်ဖြင့်အိမ်ပေါ်ကောင်းမှလည်းလစားတဲမှ မရမကအဖြတ်တောက်သည်ကို သူမအနေဖြင့်ကြားဝင်စစ်ဆက်ပေးရန်လည်းသူမအလုပ်မဟုတ်ပါနေစာတူဝလောက်စီရရှိသည်များကိုလောက်ကင်ဆောင်ရပြီး နေဝင်မိုးချုပ်ပြီးဆိုလျင် သူမ၏မိသားစုအတိုက်အယုံကလေးစီခိုးဝင်မှင်းဆက်ရုံသာအိမ်မှာပိုးဆိုရင်အတူတချောင်းတောင်မဝင်နဲ့ဒေါ်မမကြီးတရားစစ်စစ်စီစီသုံးဆွဲသည်ကိုလည်းကက်စင်းနဲ့လွန်းသည်ဟူ၍မမြင်စေပဲခြေတာတက်လီသည်ဟူ၍သူမဖြည့်တွေ့ခဲ့သည်မစားရမတော့ရခြေတာသုံးဆွဲသည်ဖြင့်ယခုကဲ့သို့လူတန်းစီနေထိုင်နိုင်ကြောင်းကိုလည်းသူမကောင်းစွာရိပ်စားမိလာသည် တခါတလေတော့လေသူတို့မိသားစုကိုဂယုနာတက်မိတယ်လို့လို့ပင်ဖြစ်သေးသည် သူတို့ခမညာငွေပုံကြီးပေါ်ထိုင်နေပြီးမစားရမတောက်ရမတုံးရမစွဲရဖြစ်ကချမ်းသာပါလေဆင်းရဲနေကြသူလို့ဖြစ်နေသည်ဟု သူမထင်သည်အင်ကြီးရှင်ပေါ်အတတ်နိုင်ဆုံးနားလေပေးနိုင်ပါတော့လေသူမစိတ်ထဲဘဝင်မကြတာတကူတော့ရှိသည်အင်ကခွဲလေးတွေအတွက်အမဲယိုး90တာချိန်ပေးပါ ခွေးကလေးတွေကျေးဖို့အလေးပြပြနဲ့ဝယ်ယူ90တာပေးပါအပူလေးပါလေးလည်းထဲဖို့မမေ့နဲ့အိမ်ကခွေးလေးတွေကအသားမပါရင်အစာဝင်ကြတာမဟုတ်ဘူးခွေးကလေးတွေအတွက်ကြေရိုးအစိမ့်သားဒေါမမကျိုင်းဒေါမမကြီးအနေဖြင့်ထိုကဲ့သို့ပြောဆိုဝယ်ယူနေရန်မလိုအပ်ဟုသူမထင်သည်နေ့စဉ်အသားဆိုင်တွေရှိမှဈေးချင်းတောင်ဆွဲ မတ်တက်ရရင်ဒေါမမကြီးပြောဆိုနေတဲ့ကိုနားစွင်ပြီးသူမစိတ်ထဲမုန်းကြက်လာသည်ဒေါမမကြီးကြောင့်အိမ်ကလူတွေခမညာနေ့စဉ်အဟိတ်တရိတ်ဆန်တွေဖြစ်ကြရရှာသည်ဟူ၍သူမစိတ်မသက်သာစွာ တွေးတော်မိလေသည်ကြေယိုအမေယိုဝယ်စားရတာရှစ်ဖွယ်ကောင်းသည်ဟူ၍များဒေါမမကြီးတယောက်တွေးထင်နေရောသလား ။ဒီနေ့ဒီနေ့ဆိုင်းရှိစင်းကြဲတောင်ဆွဲရပြီးဒေါမမကြီးနှုတ်မှထွက်ကြလာသောစကလုံးများကိုစိတ်ဆင်းရဲကြီးစွာနားထောင်ရခြင်းတည်းသာသူမ၏တနေ့တာအတွက်အပင်ပန်းဆုံးအလောဟုသူမထင်သည်။မနေ့ပြန်ဆိုလျင်ဤအိမ်ကြီးတွင်သူမအလောဝင်သည်မှာတလတင်းတင်းပြေတော်မူဖြစ်သည်။အိမ်ကြီးရှင်ကနေ့ပြန်မနေ့စောစောတွင်လစာထုတ်ပေးမိဖြစ်ပြီးသူမအဖို့ပထမဆုံးသောနာရတရေကိုခံစား권ရရှိမိဖြစ်သည်။ မနေ့စောစောလစာလာရောက်ထုတ်ယူပြီးထိုနေ့အဖို့အိမ်ပြန်အနားယူရုံသာရှိလေသည်အင်ဂျီရှင်မိသားစုကတော့လကုံရင်မို့အိမ်ထမင်းအရင်ကိုစားတုံးကြမည်မဟုတ်ပဲအပြင်ထွက် စားတောက်ကြမည်ဖြစ်သည်တို့ဖြစ်ရမနေ့ပြန်တွင် သူမ၏မိသားစုနှင့်အတူတပြောတပါချစ်ပြုတ်စားတောက်ရန် သူမစိတ်ကူးထားလေသည်မနေ့စောစောလစာထုတ်ယူပြီးဒေါ်မမကြီးနှင့်အတူနေ့စဉ်ဝယ်နေကြရက်ွက်စည်းကလေးတဲ့ ိမ်ကလူကလေးတွေစားဖို့ကြေယိုအရင်စိတ်သာ ချိန်ပေးပါဟုသူမအဘတရားပြောလိုက်တော့အခါစစ်သားတဲ့ဒေါက်ကစိန်ကဥကြောင်ကြောင်ပြန်၍ကြည်လေသည်ဟုတ်ကဲ့ပါရဲရင်လုံးစီမံရဲ့ ကလျာတုဒ္ဒယတာမဂ္ဂဇင်းမှာပါခဲ့တော့จิตတယောဤတံဖို့ဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာအားလုံးပဲနားဆင်ကြကြသူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဒေးရန်ကင်းကွာတဲ့နေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့ခြင်းမနိုင်ဖြစ်ပါတယ်